ယနေ့ခေတ်ကမ္ဘာမြို့ကြီးတွေဥပမာလန်ဒန်နယူးယောက်စင်ကာပူဆိုးမဘောရန်ကုန်ဘန်ကောက်လိုမျိုးမျိုးတွေမှာနေထိုင်တဲ့လူငယ်တွေအတွက်အိမ်ပိုက်ဆိုင်ကွင်းဒါမှမဟုတ်တင်းတင်းနဲ့အိမ်ငှားကဟာတစ်နှစ်တခြားပုံမခက်ခဲလာတဲ့ပြဿနာတစ်ခုဖြစ်လာပါတယ်။အရင်မျိုးဆက်တွေလိုအသက်20 30ဝန်းကျင်မှာကိုပိုင်အိမ်တစ်လုံးဝယ်ယူဖို့ဆိုတာအိမ်မက်တစ်ခုလိုဖြစ်လာပြီးဝင်ငွေရဲ့အများစုကိုအိမ်ငှားကအတွက်ပေးရတဲ့အခြေအနေကိုရောက်ရှိနေကြပါတယ်။ဒီအခြေအနေကိုအိမ်ယာဈေးနှုန်းမတက်နိုင်ခြင်းအကျက်တည်း housing affordability crisis လို့ဆိုကြပါတယ်။ဒီပွားရေးပညာရှင်တွေရဲ့လေးလာချက်တွေအရပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်းကမ္ဘာမြို့ကြီးအများစုမှာပြည်မြဝင်ဝင်တိုးတက်နှုန်းနဲ့အင်အားစင်းနှုန်းတိုးတက်နှုန်းကပုံမှန်မျက်စံနေပါတယ်။ဥပမာအပြင် OECD Organization for Economic Cooperation and Development ရဲ့တွေ့ရှိချက်အရနိုင်ငံများစွာမှာ2000ပြည့်နှစ်ကနေ2020ပြည့်နှစ်အတွင်းအင်အားစင်းနှုန်းဟာပြည်မြဝင်ဝင်ထက်နှစ်ဆကန့်ပုံမှန်မျက်စံစွာမြင့်တက်နေပါတယ်။ ဒီလိုဖြစ်ရတာဟာဝယ်လိုအားနဲ့ရောင်းလိုအား supply and demand မမျှတခြင်းနိုင်ငံတကာယင်းညွတ်တဲ့သူတွေရဲ့ဝင်ရောက်လာမှုနဲ့အစိုးရရဲ့မူဝါဒအားနည်းချက်များစတဲ့ချုပ်ထွေးတဲ့ကြောင်းရင်းများစွာပေါင်းစပ်မှုကြောင့်ဖြစ်ပါတယ်။လူငယ်တွေဟာပညာရေးအလောက်ကိုင်ခွင့်လန်းတဲ့လူမှုပတ်ဝန်းကျင်ကောင်းမွန်မှုတွေကြောင့်မျိုးကြီးတွေကိုပြောင်းရွှေ့နေထိုင်ကြပါတယ်။ဒါပေမဲ့အင်ယာစီနှုတ်မြင်မာမှုကြောင့်လူငယ်တွေရဲ့စီးပွားရေးတည်ငြိမ်မှုနဲ့အနာဂတ်ယင်းညွတ်နံမှုအစီအစဉ်တွေပေါ်ကြီးမားတဲ့ထိခိုက်မှုတွေဖြစ်ပေါ်စေပါတယ်။ ဒီချက်တွေကကမ္ဘာမြို့ကြီးတွေမှာအင်ယာဈေးနှုန်းမတက်နိုင်ရခြင်းရဲ့အဓိကအကြောင်းရင်းတွေဖြစ်ပါတယ်။နံပါတ်၁ရောင်းလုံအားအလွန်မင်းနေပါခြင်း limited supply of housing ဒီအကြောင်းရင်းမှာဆိုရင်အဓိကအဖြစ်အချက်၃ချက်ရှိပါတယ်။ပထမချက်ကတော့မြေဈေးမြင့်မားခြင်းနဲ့မြို့ပြစည်းကမ်းများတင်းကျပ်ခြင်းမြို့ကြီးတွေမှာမြေနေရာအကန့်အသတ်ရှိတဲ့အတွက်ဈေးနှုန်းဟာအမြဲတမ်းမြင့်မားနေပါတယ်။အစိုးရကချမှတ်ထားတဲ့အဆောက်အအုံစားသုံးမှုစည်းကမ်းတွေ zoning laws တွေက ိုက်ခန်းမြင့်နဲ့ high rise apartments တွေစားလုပ်ခွင့်ကိုကတ်သက်ထားတဲ့အတွက်ရောင်းလို့အားကိုရော့ကျစေပါတယ်။ဒုတိယတစ်ချက်ကတော့စားလုပ်ရေးဈေးရည်တွေကြီးမားလာခြင်း။စားလုပ်ရေးကုန်ကျစရိတ်တွေဖြစ်တဲ့တန်ဘီလက်မြေတွေရဲ့ဈေးနှုန်းတွေနဲ့လောက်အားခါတွေမြင့်တက်လာတဲ့အတွက်ကြောင့်အင်အားစားလုပ်မှုကုန်ကျစရိတ်တွေဟာမြင့်မားလာပြီးစားလုပ်သူတွေကလည်းဈေးကြီးပေးရောင်းချလာကြပါတယ်။တတိယအချက်ကတော့အင်ရှင်အမြင့်ကိုရင်းနှီးမြှုပ်နှံဖို့တိုက်စေထားခြင်း။ရင်းနှီးမြှုပ်နှံတဲ့သူတွေကအမြဲရရှိဖို့အတွက်အိမ်တွေကိုဝယ်ယူပြီးလေးလက်ထားခြင်း၊ဘေးကင်ထားခြင်း၊ဒါမှမဟုတ် ဒေကွက်ကိုပြန်မထုတ်ဘဲတင်းစီထားတာကြောင့်ရောင်းလို့အားကိုပုံပုံနှဲပါစေပါတယ်။နံပါတ်1ဝယ်လိုအားအကောင်းပြီးငွေကြေးအင်အားကြီးမလာခြင်း Strong Demand and Financial Power ဒီအကြောင်းရင်းမှာလည်းအဓိကအဖြစ်အချက်၃ချက်ရှိပါတယ်။ပထမတစ်ချက်ကတော့လူဦးရေတိုးတက်မှုနဲ့မျိုးပြရွှေ့ပြောင်းနေထိုင်မှုအလောက်ကိုင်းတဲ့ပညာရေးအခွင့်အလမ်းတွေအတွက်ကျေးသက်ဒေသတွေကနေမျိုးပြတွေစီရွှေ့ပြောင်းသူတွေတိုးလာတာကြောင့်မျိုးကြီးတွေရဲ့နေထိုင်လို့သူ demand ဟာအဆမတန်များပြားလာပါတယ် ုတိယတစ်ချက်ကတော့နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများဝင်ရောက်လာခြင်းအင်ချမ်းမြေဟာငွေကိုစိတ်ချစွာထိန်းသားနိုင်တဲ့ပိုင်ဆိုင်မှု store of value ဖြစ်ယူဆပြီးနိုင်ငံခြားကချမ်းသာတဲ့သူတွေကအိမ်တွေကိုအလုံးရင်းနဲ့ဝယ်ယူရင်းနှီးမြှုပ်နှံကြပါတယ်သူတို့ရဲ့ဝယ်လိုအားဟာဒေသခံလူငယ်တွေရဲ့ဝယ်နိုင်စွမ်းထက်အဆများစွာပိုမိုမြင့်မားပါတယ်တတိယတစ်ချက်ကတော့အင်ချမ်းမြေကိုရောင်းဝယ်မှုဖြစ်စီဖြစ်မြင်ခြင်း ိမ်ဆိုတာနေထိုင်စရာနေရာဖြစ်ကနေအမြတ်ရအောင်ရောင်းဝယ်ဖောက်ကားနိုင်တဲ့ငွေချစရာပစ္စည်းပုံမတတိတစ်ခုဖြစ်ပြောင်းလဲသွားတဲ့အတွက်ဈေးနှုန်းဟာနေထိုင်သူတွေရဲ့ဝင်ငွေနဲ့ရှင်ရင်ပုံမမြင်မလာပါနဲ့နံပါတ်3ဈေးပွားရေးဆိုင်ရာအခက်အခဲများနဲ့စနစ်များ Economic Challenges and Systems ဒီအကြောင်းရင်းမှာလည်းအဓိကအဖြစ်အချက်၃ချက်ရှိပါတယ်ပထမတစ်ချက်ကတော့လောကလာစာတိုးတက်မှုနှိမ့်ကွေးခြင်းငွေတွေရဲ့ပြင်းပြလာစာဟာအင်အားစိမ့်သောတက်တဲ့နောက်ကိုလိုက်မမီတော့ပါဘူး ဝင်ဝေဟာပြပြတာတိုးနေပေမဲ့အိမ်သေးကတည့်ရိပ်တက်နေတဲ့သူကဝယ်ယူဖို့မတတ်နိုင်တော့ပါဘူးဒုတိယတစ်ချက်ကတော့အတုံးနှုံးမြင်မာလာခြင်းနဲ့ချင်းွေရယူဖို့ခက်ခဲခြင်းဘဟုပန်တွေကငွေကြေးဖောင်းပွားမှုကိုထိန်းချုပ်ဖို့အတွက်အတုံးတုံး interest rate ကိုမြင့်တင်လိုက်တဲ့အခါအိမ်ဝယ်ဖို့ချင်းွေယူတဲ့သူတွေအတွက်ဒါဆင်ပေးဆက်ရမယ့်ငွေပမာဏများလာပြီးတော့ဝယ်ယူဖို့ပိုခက်ခဲစေပါတယ်။တတိယချက်ကတော့ငှားရမ်းကဈေးနှုန်းတွေမြင့်တက်လာခြင်း rising rental cost ။ အိမ်ဝင်နိုင်စွမ်းမရှိတဲ့အခါလူငယ်တွေဟာငှားရမ်းနေထိုင်ကြရပါတယ်။ဒါပေမဲ့ဝယ်လိုအားများတဲ့မြို့ကြီးတွေမှာငှားရမ်းကဈေးနှုန်းတွေကလည်းဝင်ငွေရဲ့ကြီးမားတဲ့အစိတ်ပိုင်းကိုယူသွားတဲ့အတွက်အိမ်ဝင်နိုင်ဖို့အတွက်ငွေစုဆောင်းဖို့ခက်ခဲစေပါတယ်။ကမ္ဘာမြို့ကြီးတွေမှာလူငယ်တွေအတွက်အိမ်ယာဈေးနှုန်းမတက်နိုင်ရခြင်းဟာ ရောင်းလို့အားရှာပါမှုနိုင်ငံတကာယင်းနှိမ့်နှံမှုနဲ့ဝင်ဝင်မညီမျှမှုတို့ပေါင်းစပ်ထားတဲ့ရှုပ်ထွေးတဲ့စီးပွားရေးပြဿနာတရဖြစ်ပါတယ်ဒီပြဿနာကိုဖြေရှင်းနိုင်ဖို့ဆိုရင်တိုက်ခိုက်မြင့်နေပုံမဆောက်လောက်ခွင့်ပြုတာအင်ဂျင်မြေယင်းနှိမ့်နှံမှုပေါ်အခွန်စည်းကြက်တာနဲ့လူငယ်တွေတက်တင့်တင့်နဲ့အင်အားတွေစီမံပေးတာစားတဲ့စနစ်ကြတဲ့မူဝါဒတွေချမှတ်ဖို့လိုအပ်ပါတယ်။ဒါမှသာမြို့ကြီးမှာရှိတဲ့လူငယ်တွေဟာမိမိတို့ရဲ့အနာဂတ်အတွက်စိတ်ပူစရာမလိုပဲအခြေတကျတည်ငြိမ်စွာနေထိုင်နိုင်မှာဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ ောက်ပတ်တွေမှာလည်း personal finance, economics နဲ့ business နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ Money Insight မြန်မာ channel ကို like and follow လုပ်ထားကြပါဦးနော်။